အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာရင်ငိမ့်ပွင့်စလင်းရေးသားတဲ့ကြာတဝိရဲ့တို့သမီးဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တငယ်ချင်းတွေဖြစ်တဲ့မေတော်နဲ့ညိုလက်ရီတို့ကကျမကိုစားကြတယ်။နင်တို့ကအခုထိလူလူတူတူမဖြစ်ကြသေးဘူး။ဟူ၍အเจ้าမှာသူ့နာမည်ကလူလူဖြစ်ပြီးကျမနာမည်ကတူတူဖြစ်နေတော့ကြောင့်ဖြစ်တယ်။တငယ်ချင်းတွေက ကျမတို့နှစ်ယောက်ကို အတွဲဖြစ်စေခြင်းနေကြ၍လူလူတူတူဟု တွဲကစကြခြင်းဖြစ်တယ်။ထို့သို့ဆလာတိုင်းကျမမှာသူတို့ကိုပြန်ပြောရတယ်။လူလူတူတူဖြစ်ဖို့တော့တတလုံးမမျောလင့်ကြနဲ့ဟဲ့။ငါအားနေပေမဲ့ကိုရွှေလူလူကမအားဘူး။ဟဲ့ဘာလို့မအားတာလဲ။ပင်လေရည်နဲ့ဘသူစားခတ်သွားတယ်လဲလို့စဉ်းစားနေရလို့မအားတာဟဲ့သိပြီလား။ဟဲ့ဟဲ့မုန်းစိတ်မွေးကြီးတောင်းမြစ်က ဘယ်မှာပါလဲလို့တွေးနေတယ်လို့ထက်စိုးနေပြီတပွဲလုံးရီလိုက်မိကြတယ်လူလူကိုစားတွေ့တာက မေတော်ရဲ့မွေးနေ့မှာဖြစ်တယ်မွေးနေ့မှာကိတ်ခွဲရမှာဝါသနာမပါတဲ့မေတော်ကဘုန်းကြီးကျောင်းတစ်ခုမှာနဝကာမအသုံးပြုရန်အတွက်ဝိထုငွေကတ်လူပြီးအပြန်ကျမနဲ့ညိုလဲရီတို့ကိုဆိုင်းဒီဆိုင်မှာကွစ်တီကိုကျွေးနေခြင်းဖြစ်တယ်ကျမတို့ကွစ်တီကိုမှာပြီးစောင့်နေခြင်းမှာတယောက်တည်းလမ်းလျှောက်ပြီးသူရောက်လာတယ်လူကောင်းလူငယ်ဖြစ်လို့ ဘသူမှတွဲလျှောက်လာစရာမလိုသလိုဘသူမှလည်းအဖို့ပါမလာပါသူခြေထောက်နဲ့သူလျှောက်လာ၍သူ့ဖင်နဲ့သူစပွဲတစ်လုံးမှာဝင်ထိုင်ပါတယ်ဘာသုံးဆောင်မလဲကိုဖိုးတောက်ကြပလိန်တစ်ပွဲနဲ့စွမ်းစာနေတပူပေးဟင်ဘာပြောတာလဲကိုဝေတာလေးကနားမလည်လိုက်သလိုကျမတို့လည်းနားရှုပ်သွားရပါတယ်ဒီလိုကွာဒါက Facebook လောကသားတွေတုံးတဲ့ဘန်းစကားကွာဟုတ်ကိုမင်းနားလဲအောင်ပြောမယ်ကစွန်ရွက်ကျော်ပလိန်တစ်ပွဲနဲ့ ရေတံမှုတပူပေးလို့ပြောတာ။အော်ဟုတ်ကဲ့ကို စကားတွေကြားနေရတော့ကျမတို့အဖွဲ့အချင်းချင်းကြည့်ပြီးပြောလိုက်မိကြတယ်။အခုမှဂျပန်နားတန်စီမတော့ရပဲနားရှင်းသွားရခြင်းဖြစ်တယ်။အမှန်ကကျမတို့တွေးကြရဆိုင်ဝင်ထိုင်မိကြရင်ဆိုင်ထိုင်မားကြခြင်းဖြစ်တယ်။ဆိုင်ထိုင်မားသည့်ဆိုသဖြင့်ဆိုင်မာထိုင်ကုန်ကြီးပြောင်းပြန်ချထိုင်ပြီးဇပွဲကိုနောက်ကျောပေးထိုင်မိကြခြင်းမဟုတ်ပါ။ပြောရရင် ကျမတို့ထိုင်မိသည့်ဆိုင်က ယူရီးယားအစားစာတရုတ်အစားစာမျိုးစုံရတဲ့အပြင်ဘီယာနဲ့ယမကာမှာတွဲဘက်ရောင်းနေသည့်စားတောက်ဆိုင်ဖြစ်နေတယ်။ဆိုင်ထဲမှာကျမတို့သုံးယောက်မှလွဲ၍မိန်းကလေးမရှိယောက်ျားလေးတွေကြီးဖြစ်တယ်။ငါတို့ဆိုင်မထိုင်မိပြီချင်းနေ။ဟိုညိုလေးကြီးကတိုးတိုးပြောတယ်။မေတော်ကလည်းပြန်ပြောတယ်။ငါတို့ဆိုင်မထိုင်မိတာမဟုတ်ဘူး။ဆိုင်ကူကမှားနေတာ။ပြက်တနာက ကျမတို့ဘေးဝိုင်းကလူသုံးယောက်ကစားချင်းဖြစ်တယ်။ ပုံစံတွေကြည့်ရတာလဲအတော်မူးနေကြပြီအတန်တွေက ရှာကိုခဲဆွဲထားသလိုလေးနေကြတယ်ကျမ်းမာရေးကောင်းတဲ့လူတစ်ယောက်ရဲ့လက္ခဏာတစ်ခုကဝမ်းသွားရင်အဝါရောင်ဖြစ်ပြီး အတုံးလိုက်အရှိကြီးဖြစ်ရမယ်ဖလွတ်ဖလွတ်နဲ့အပြက်ပြက်မဖြစ်အောင်အလေးချိန်35ကျပ်သားရှိတဲ့အတုံးကိုဓပရိတ်ထဲလွှတ်နိုင်ရမယ်ဟာမယိုင်းလိုက်တာမေတော်ကစားလက်စကွစ်တူပြုတ်ပကံနဲ့တူကိုပြန်ချရင်ရေရွတ်တယ်ညိုလဲရီက ပြောကျင်တယ်လို့ဖြစ်သွားတာမြင်လိုက်ရတယ်။ကျမကြီးတက်ခေါက်တန်းကိုသူတို့ကြားမိဖြစ်တော့လေရွန်စရာမတရီစရာတွေဆက်ပြောနေကြတယ်။အောက်တန်းကြပြီးမယိုင်းလို့နဲ့ဆိုင်ရှင်ကိုလှမ်းခေါ်ပြီးတိုင်ကြားဖို့လှမ်းကြည့်မိတော့လေသူ့အလုံးနဲ့သူရှုံနေပုံရတယ်။ထို့အချိန်မှာကျမတို့မျက်နှာချင်းဆိုင်ဇပွဲတွင်ရှိနေတော်သူကရုတ်တရက်ထလိုက်ပြီးထိုလူ၃ယောက်ဇပွဲသို့ရောက်သွားတယ်။ Please မိချက်ခဏလောက်ငားပါလား။ရော့ စကားပြတ်သွားသည်သူတို့ဝိုင်းကမီးချစ်ကိုယူပြီး secret မီးညှိတယ်တန်သူမီးချစ်ကိုပြန်ပေးတွင်လမ်းယူသူကချက်ချင်းပင် secret လက်ကိုနှကန်းတွင်တည်ပြီးမီးချစ်ကိုငုံချစ်လိုက်တယ်ဟာ gas မီးချစ်ဤမီးတော့အားကအစမတန်မြင်လုံးနေသဖြင့်ထိုသူဤမျက်ခုံးဝေးသဘင်တို့ကိုမီးဟက်သွားရတယ်ဟေ့အောင်မိဘလိုလုံးလိုက်တာလဲမီးချစ်ကတ်စ်ဘဲကိုဘာလို့တင်လိုက်တာလဲဒေါသတကြီးဖြစ် ထိုလူတွေကသူ့ကိုရန်လှုပ်တယ်။အာမဟုတ်ဘူးလေကျွန်တော်ဘာမှမလုပ်ဘူးမိချစ်ကိုလည်းတေချာပြန်ကြည့်ပါအောင်။ Gas Club ကအောက်ဆုံးလျှော်ထားတာအကိုတို့မိချစ်ကိုကျွန်တော်ဘာမှမလုပ်ဘူး။သူ့စပွဲမှာသူ့ပြန်ထန်လိုက်ချိန်မှာပင် ထိုသူတွေမကြည်မနှက်ဖြင့်ပတ်စံရှင်မီထထွက်သွားကြတယ်။သူက ထိုသူတွေထထွက်သွားတာကိုလမ်းကြည့်နေပြီးတဝက်ပင်မကုန်သေးသော secret ကိုအောင်မြင်စွာပြာကွက်ထဲထိုးဆိုင်ဖြက်စီးပစ်လိုက်တယ်။ သူ့ကိုကျမအံ့ဩစွာငေးကြည့်လိုက်မိစင်မှာပဲသူနဲ့အကြည့်ချင်းဆုံမိကြတယ်သူကတွန်ခရုလိုမခုတ်တရုပ်ပြုံးပြရင်ချာလီချက်ပလင်လိုလက်နှစ်ဖက်ဖြန့်ပြပြီးပခုံးတွန်ပြတယ်ဤသို့ဖြင့်လူလူတူတူစုံခဲ့မိကြခြင်းဖြစ်တယ်ဒုတိယကြိမ်ဆုံရခြင်းကတော့ဂျိမ်းစ်ဘောမဆန်ဂျက်ကီချန်မဆန်လှပါ မိကောင်းဖခင်တာသမီလိုစတစ်ကော်လန်ကတော့အင်ကြီးကလေးနဲ့အင်ကိုစိုက်စိုက်မြက်မြက်ကြီး ရောက်လာခြင်းဖြစ်တယ် အဖေကသူ့မိတ်ဆွေတယောက်ကိုအိမ်မှာထမင်းဖိတ်ကျွေးမယ်ဆိုပြီးစီစဉ်ရမှဒုရီယံမီပြန်ဆောင်ရခြင်းဖြစ်တယ်။ဒါကအဖေတို့နဲ့လောက်ဖို့ကိုင်းမဲ့အိမ်ချမ်းမြေပွဲစားဦးမြဖေ။ဦးမြဖေဆိုတော့ဦးမြေဖပေါ့။ဒါကြောင့်ချမ်းမြေပွဲစားဖြစ်နေတာ။နာမည်နဲ့အလုံးကြိုက်တယ်ဟုတွေးမိပြီးပြုံးမိရတယ်။အဖေကဆက်ပြီးမိတ်ဆက်ပေးတယ်။ဒါကဦးမြဖေရဲ့တူ မောင်လူလူတဲ့။တို့တို့ကတူတစ်ခုဦးလေးတစ်ခုပဲရှိကြတာလေ။ တူတခုဦးလေးတခု တခုစီမရှိလို့ဘဏ္ဍခုများရှိရအောင်မလဲလို့ပြန်မမေးပြပါကြည်အဖေတခုသားတခုလို့ပဲရုပ်ရှင်ကြည့်ဘူးတယ်အဖေတို့လုပ်ပုံကရှေးမြန်မာဗီဒီယိုကားတွေကအတိုင်းကလင်နာကြအကွက်တွေဖြစ်နေတယ်ဒိုင်ယာလော့တွေကလည်းစီသည်မ ాయి တီရှူးဆက်ကူလို့ဖြစ်နေတယ်ကျမကသူတို့တူရီးနှစ်ယောက်နဲ့အဖေကိုကြည့်ပြီးရီးကျင်နေတယ်သူကတော့ထမင်းပကံငုံကြည့်ပြီးဗဇက်တလုံးလုံးနဲ့ ်ဘာတွေရွတ်ဆိုနေသည်မသိချင်အဖေကတော့ဥမြေဖာကြီးနဲ့စကားသွတ်သွင်းသွင်းရှိနေတယ်ကျွန်တော်မှအိမ်သူဆုံးသွားတာလည်းကြားပါပြီတမီးလေးအတွက်ကျွန်တော်ပဲဖေကျွန်တော်ပဲအမေပါဗျာတမီးလေးကအရွယ်ရောက်လာပြီကျွန်တော်တို့အနေထားကကွေးတော့လက်မဆက်မီစံတော့လက်မကွေးမီခောက်ခနဲ့ဖြစ်သွားနိုင်တယ်လေဒါကြောင့်တမီးလေးကိုစိတ်ချစွာထားခဲ့ခြင်းနဲ့ဗျာကိုကတမီးရှင်ဆိုတာမေ့နေသည်ထင်၏အဖေကမျက်နာမပူဝင်မဲ့ ကျမမျက်နာပူရတယ်။ဒါကြောင့်ကွေးတော်လက်မဆက်မီဆန်တော်လက်မကွေးမီထမင်းဝိုင်းနှပေးမှပြေးရှောင်ထွက်လာရတယ်။သမီးဟင်းညို့ထပ်ပြေးပေးပါဦး။အဖေကအလိုက်မသိပြောနေသေးသဖြင့်ထမင်းချက်ပေးသည့်ဥကလာကိုတွားပြေးခိုင်းလိုက်ရတယ်။တကယ်တော့ကလပဲဟင်းညို့ကို ကလားဖြေတော့ပိုပြီးတဘာဝကြတာပေါ့ဟုတွေးပြီးပြုံးမိရင်လူလူဆိုသောလူဤမျက်နာကိုမြင်ရောင်နေမိသည်။ နမယ်ကလူလူမှုသာတော်သေးတယ်စိန်မြောက်မြောက်သာဆိုဘလောက်မှွေမီမသိချင်တချို့ကိစ္စတွေကဒုံမိုးဓာမိုးပြီးရှင်းစရာမလိုဘူးမွေလိုပဲအဖြောင့်သွားတာထက်ကိုယ်ကောက်သွားတာကပိုခီးရောက်တယ်ငါဆက်လိမ့်မတော့တပောင်းစကားပြက်သွားအောင်တမင်သွားရှုပ်တာအစားကတော့ဒီတိုင်းနေမလို့ပဲနည်းနည်းအမြင်ကတ်တာနဲ့မိချစ်ကိုဆက်လိမ့်မင်းကြီးရင်ဂတ်စ်ဘဲအောက်ကဆက်သွားပြီးကိုလှဲ့မြင့်ပေးလိုက်တာဂတ်စ်ကလုတ်ကိုတော့အနေဆုံးမှပြန်ထားပေးလိုက်တယ် မီးချက်လိုက်ရင်တော့မီးတော့ကဟုံးကနေပေါ့ကွေးတီယိုစားချိန်စားဆုံးရသည့်အဖြစ်ကို ပြန်ပြောနေခြင်းဖြစ်တယ်ကျမတို့နဲ့ခင်မလာတာရှင်းလာကြော်လောက်ရှိမှ စကားဆက်မိကပြောမိခြင်းဖြစ်တယ်အဲ့ဒီကောင်ကမျက်လက်ပညာနဲ့တက်တယ်ငါတို့အိတ်ထဲကပတ်စံသူ့အိတ်ထဲဘဲချင်းရောက်နေမှမသိရဘူးသူနဲ့အတူထိုင်နေရင်ကိုမီးချက်ကိုတောင်ချက်ချင်းမီးမညီရဘူးမျက်နှာနဲ့ခက်ခွာခွာထားပြီးအရင်ချစ်ကြည့်ရတယ်မဟုတ်ရင်ခုနကပြောတဲ့လူလိုမျက်ခုံးမွေးမီးတကြိုပြီးသားဖြစ်သွားလိမ့်မယ် ကိုအေးကရီလေးရပြောတယ်။ကိုအေးကလူလူနဲ့အိမ်နာနီးတငယ်ချင်းဆွေမျိုးလိုလည်းဖြစ်နေတော်သူဖြစ်တယ်။ခင်မေမှုဆိုတာတနယ်ဆွဲတစ်ချုံလုံးပါတယ်လို့ဖြစ်နေရ၍ကျမနဲ့ပတ်သက်ပြီးညိုလဲရီမေတော်တို့လည်းလူလူနဲ့ခင်သွားတယ်လို့လူလူနဲ့ငယ်မောင်းတငယ်ချင်းကိုအေးကလည်းကျမတို့အုပ်စုတဲ့အော်တိုရောက်လာရတော့တယ်။မေတော်ကပြောဘူးတယ်။နေနဲ့လူလူကရေစက်ရှိတယ်ဟာ။ဒါပေမဲ့ခတ်တာကမီးစက်ပဲမရှိတာ အဟုတ်တယ်ဟာလူလူကရေစက်မှရိုးရိုးရေစက်မဟုတ်ဘူးဘလို့ရေစက်လဲရေခဲစက် ဟုတ်တော့လဲဟုတ်ပါတယ်လူလူက အာနာတိကတိုက်ကအက်စကီမိုးတွေကိုရေခဲသွားရမည်လူမျိုးဖြစ်တယ်ဂျမကသာဟိုတချင်းတွေကလို့ပစိုးပိုက်ကဆောင်းပိုက်ကလိုက်ပြရစီရွှေနွယ်ရိုးမိမနောက်ပိုးဆိုတာမျိုးဖြစ်နေရတယ်သူကလည်းနောက်ပိုးလောက်အောင်ချောမောသူဖြစ်တယ်ပိုင်းတကွန်လိုအစင်မျိုးဖြစ်တယ်ခတ်တာက ူကပိုင်းတကူလိုမလုပ်ပဲငရကွန်ချောက်လို ပြပြချေချေကြီးလုပ်နေတယ်။ကျမကဆက်ဆက်လောဘမလောဘဖြစ်နေရသလားလို့တွေးပြီးအင်ဒရီဆဲရသေးတယ်။သို့တော့ကြီးစီကို လက်ခတ်နဲ့ရိုက်ပြီးမမီအောင်လဝါနဲ့လိုက်အုပ်တလို့ဖြစ်နေတယ်။ရှက်စရာ ကျမဖြစ်က ရှေးကဖုံးနောက်ပေါ်ကျမသူ့ကိုမေးလိုက်တယ်။နေပါဦး။နေကအဲဒီဆိုင်နဲ့ဘီယာမတောက်တဲ့ပဲဘာလို့ရောက်လာရတာလဲ။ နေခိုးတာလေအမ်ဘာပြောတာလဲသူများတွေကမိုးမိလို့မုတ်ခွင်စိုင်းဝင်ထိုင်တာရှိတယ်ငါကနေပူလို့ဝင်ထိုင်တာဖြစ်ကျင်တော့တဖက်ဝိုင်းကကောင်တွေနေနှုတ်အဖွဲကိုယုံအောင်ပြောပြီးတမင်ရန်စနေမဲ့တိလို့ငါတမင်ဝင်ဖြစ်လိုက်တာအဲ့ဒါကိုငါရောညူလက်ရောမေတော်ကလည်းတိပြီးကျေးဇူးတင်နေမိတာဖြစ်ကျင်တော့ငါအဖေနဲ့ကအလौဒူတွေဖြစ်နေကြပြီပြန်ဆုံလာတယ်နတ်တို့ဖန်ရေကန်အသင့်ကြာအသင့်ဆိုတာအဲ့ဒါပေါ့ အဖိုးကြီးတွေကလည်းနင်တို့နှစ်ယောက်ကိုရေကန်နဲ့ကြာဖြစ်စီချင်းနေကြတာဟဲဟဲသူ့ရှိမှပေါ်တင်ကြီးပြောလာသဖြင့်ကိုရေးကိုလုံးချီထားတော့တ िश ူးဆက်ကူဖြင့်ကောက်ထုတ်လိုက်တယ်အဆက်ပြေသူ့ကိုမေးမိမေးရကောင်းမေးလိုက်ရတယ်ဘာလို့ကုစုံပလိဆားရတာလဲလူလူကခက်အေးအေးပင်ဖြေတယ်ငါကထမင်းမှမစားတာကုစုံရစားတာပေါ့အမ်တကယ်လားတကယ်ထမင်းမစားရလားအံဩစွာမေးမိရင် ကိုအေးဘက်ကိုလှဲကြည့်မိတယ်။ကိုအေးကခေါင်းငိတ်ပြလျက်အတီးပြူတယ်။သူကပြောတယ်။ငါထမင်းမစားတာတနစ်ကျော်ပြီ။ဖះရီထိုအကြောင်းကို နောက်တနေ့မေတော်နဲ့ညိုလဲတို့ကို ပြောပြမိတော့လေအံ့ဩနေကြတယ်။မေတော်ကနေရအဲ့ဒါကိုအခုမှသိရလား။ခင်လာလာဖြစ်၉လလွယ်၁၀လဘွားဖြစ်နေပြီ။ဟဲဘလို့ကြီးပြောလိုက်တာတော့ခင်နာက၈လကျော်လောက်ပဲရှိပါသေးတယ်။မထူးပါဘူးနေဟာက လာရင်နေပါပြီ။ ဟာမိတော့ကို လုံထားသောတ िश ူးဆက်ကူဖြင့်ကောက်ပါမိပြန်တယ်။ကျမအဖြစ်ကလည်းလုံထားသောတ िश ူးဆက်ကူလိုလုံမပါရတော့မလို့လို့။ရှင်ရင်လုံမပါသွားရသည်တ िश ူးဆက်ကူလုံကလေးကျမပြောလက်ဆစကားကို ပြန်ဆက်ရတယ်။မနေ့ကသူနဲ့ကိုအေးကပြောပြလို့တည်တာ။နေကရောဘယ်တော့ကနေကတည်နေရလဲ။ငါ့အောင်မပြောဘူး။ကျမရန်တွေ့စကားကြောင့်မိတော်ကြီးပါတယ်။ပြီးမှအေးလေ ငါကအခုနင်ပြောပြမှသိတာလို့ပြောပြမလို့ဟိဟိမေတော့ကိုလုံထားသောတ िश ူးဆက်ကူဖြစ်ပင်ကောက်ပေါက်မိပြန်တယ်တို့နဲ့တပတ်လောက်ကြာကျမနဲ့မေတော့ရဲ့ညိုလဲရည်ရဲ့မျိုးရဲကအပြန်အေးတောင်ရန်အတွက်လူလူနစ်ကိုအေးကိုဝင်ခေါ်တယ်အစင်တဲ့စွာပင်ကိုအေးကိုလူလူတို့အိမ်အေကမ်းမှာထိုင်လျက်စားဖက်နေတာကိုတွေ့ရတယ်ဟောသူတို့ဘွဲ့လာကြလာကြဦးလေးကတော့လောက်ကိစ္စနဲ့ပြင်သွားတယ် ိုကောင်လူလူကဖះကန်းထဲမှာပရိစိတ်နေလို့ငါထိုင်ဆောင်နေတာကျမတို့အဖွဲလည်းအဲကမ်းမှာဝင်ထိုင်ဆောင်နေလိုက်ကြတယ်ကျမကိုအေးကိုမေးမိတယ်သူထမင်းမစားဘူးဆိုတာဟုတ်တလားဟုတ်တယ်အဲ့ဒီကောင်ထမင်းမစားဘူးအသားငါးတွေလည်းမစားဘူးတစ်တီးစားတယ်အရွက်ကြော်တွေစားတယ်တစ်တီးဖြော်ကြီးတောက်တယ်သူကပြောဘူးတယ်သူ့ကိုထမင်းစားပြီးကြီးတာမဟုတ်ဘူးလားလို့ပြောလိုက်ရင်တော့နားစရာမရှိဘူးတဲ့တိတ်တထမင်းသားက၆နှစ်လုံးထမင်းမစားပဲ ဒုက္ခရာစရိယအကျင့်ကျင့်ခဲ့တယ်။တခင်ယေရှုဟာလည်းထမင်းမစားဘဲနေခဲ့ဘူးတဲ့။ဟမ်။ထမင်းဟာလူတွေရဲ့အချစ်ဆုံးဖြစ်တယ်လို့အနီးကရန်သူလည်းဖြစ်တယ်တဲ့။သူ့အမေဟာထမင်းကို မစားရမနေနိုင်နဲ့စီးကျိုယောဂတဲ့ဖြစ်နေပြီးစီးကျိုယောဂနဲ့ကွယ်လွန်ခဲ့တာ။သူထမင်းကိုရှောင်လာတာပဲ။နေပါဦး။ကျမတို့အိမ်ကို သူ့ဦးလေးနဲ့လက်လာတော့ကထမင်းစားတာတွေ့ပါတယ်။မဟုတ်က ဟုတ်ကတွေညာပြောနေကြတာပါ။မညာပါဘူး။ လူလူရောငါရောငါးပါးတီလာလုံးကြပါတယ်ဟာအဲ့ဒီတော့ငါထမင်းစားခဲ့မိတာကိုလူလူငါ့ကိုပြောဘူးတာပဲမတက်တာလို့အာနန္ဒာနဲ့စားခဲ့ရတယ်တဲ့သူ့ဦးလေးကလည်းထမင်းစားဖိတ်တာလို့ရှင်းရှင်းပြောပြီးခေါ်သွားတာမဟုတ်ဘူးအလုပ်ကိစ္စတစ်ခုခုကြောင့်ခေါ်ရထင်ပြီးလိုက်သွားတာတဲ့သူ့အဋိဌံကိုခဏဖြတ်ခွင့်ပြုပါလို့ပြောပြီးထမင်းနဲ့နဲ့စားခဲ့တာတဲ့ဩဒါကြောင့်ထမင်းစားကနေပါဇက်ကတလှုပ်လှုပ်နဲ့ယွနေတာတွေးမိတာကိုဟူသဘောပေါက်ရတယ်ထိုးစဉ်ညိုလက်ရီက လူလူကပရီးရီစိတ်ပြီးပရီးကြောင်ကြောင်နေတာမျိုးဒါမှမဟုတ်ကြက်မပြည့်ရဲ့ပြား90လိုမျိုးဖြစ်နေတာမျိုးများလားညိုလေးရဲ့အမေကြောင့်ကိုအေးကအော်ကြီးတယ်ဟာဟာပရီးကြောင်လည်းမကြောက်ဘူးကြက်မပြည့်တာလည်းမဟုတ်ဘူးကြက်အပြည့်လွန်နေတာဟိုဘက်တောင်ဆယ်ပြားလောက်လွန်နေသေးတယ်ကိုအေးက သူ့စကားကိုပြန်ဆက်ပြောတယ်ဒီကောင်ကလူတစ်မျိုးဟာသူ့အယူဆသူ့အတွေးခေါ်တွေကတခြားလူတွေနဲ့မတူဘူးထမင်းမစားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါနဲ့ခဏခဏပြောဘူးတယ်။သူ့ဦးလေးနဲ့ငါကသူ့ကိုထမင်းမစားပဲမနေဖို့ပြောတယ်။သူကပြောတယ်။ရှစ်ပါးတီလာထဲမှာတော့ဝိကာလဘောဇနာဝေရာမဏိတိတ်ခပုတ်ပါသေးတာပဲ။ညစာမစားခြင်းရဲ့ကောင်းကျိုးတွေက စိတ်လက်ကြီးလင်းပေါ်ပါတယ်။သွေးလည်ပတ်မှုကောင်းစီတယ်။သွေးတဲ့သကြားနဲ့တိုးမလာဘူး။အိမ်မဆိုးမမတ်ဘူးတဲ့။အင်းလေထားပါတော့ညစာပဲမစားတာဆို တော်သေးရပါ့။တနက်မှမစားပဲဇက်တိုက်နေတာကတော့လွန်းလွန်းတာပေါ့။မေတော့ပြောကို ကျမလည်းခေါင်းညိတ်ထောက်ခံမိတယ်။ကိုအေးက "तू ကမီးလိုကျင့်စဉ်ကိုစမ်းတန်နေတာ။တခါတလေတော့အရွက်ကြော်တွေစားတဲ့ခါစားတယ်။ဒါကလည်း तू စားကျင်လို့မဟုတ်ဘူး။ဘလို့ဖြစ်လဲဘလို့နေလဲဆိုတာသိကျင်လို့တဲ့။ तू ကနေလို့ထင်နေသလိုလူယူမဟုတ်ဘူးလူထူးဟာ။ထိုအချိန်တွင်အပေါ်ရက်ကဆင်းလာတော့လူလူကိုတွေးလိုက်ရသည်။ကျမတို့အဖွဲကိုမြင်သွားပြီ။"အော်ခဏ"ဆိုကအိမ်မော်ပြန်ထွက်သွားတယ်။ပြန်ဆင်းလာတော့ လက်ထဲမှာကြာပန်းသုံးဖွဲ့ပါလာတယ်။ရော့တူတူတပွင့်ညိုလိုက်တပွင့်မေတော်တပွင့်။သူလန်းပေးတဲ့ကြာပန်းတပွင့်စီကိုယူထားလိုက်ကြပြီ။ကျမကမေးမိတယ်။ငါတို့ဘာလို့ပေးရလဲ။အအေးဆိုင်ရောက်မှပြောပြမယ်။ဟင်ငါတို့အအေးဆိုင်သွားဖို့လားခေါ်တာနေဘယ်လိုသိနေ။ဟဲဟဲအကြောင်းမြင်ပေါက်သွားပြီလို့မထင်နဲ့။ငါစိတ်ထဲကထင်တာမှန်ပြီပြောလိုက်တာ။လမ်းထိပ်ကအအေးဆိုင်ပဲသွားကြတာပေါ့။အအေးဆိုင်ကလမ်းခွဲပြီးအပြန်တွင်ညိုလိုက်ရင်နဲ့မေတော်က ကျမကိုစကြတယ်။ကြာပန်းကလူလူသူသူဖြစ်ဖို့ကြာဦးမယ်ဆိုတဲ့သဘောပဲ။ဘာမှမဖြစ်တလို့အလိုက်တင်ရင်းနေလိုက်တယ်။ရင်းနှင်းကတော့မပါကြီး။ကြာပန်းကြီးကန်လျက်ပြန်လာတော့ကျမကို အဖေနဲ့ဦးမြဖေကအံ့ဩတယ်လို့ကြည့်တယ်။ဩဦးကဘေးဘေးစီရောက်နေတာကို သမီးတော်ဦးတို့အိမ်ရောက်ခဲ့သေးတယ်။အခုလူလူနဲ့အေးအေးတောက်ပြီးပြန်လာတာ။ဟုတ်တယ်သမီးရေ။မြေရောင်းကိစ္စတစ်ခုရှိနေလို့ဒါနဲ့သမီးလက်ထရာကြာပန်းကြီးဟာ ထားလူလူပေးလိုက်တာလေဘာလို့မို့ပေးတာတော့အဖေနဲ့ဦးမြဖေကို လူလူပြောခဲ့သလို ရှင်းပြလိုက်ရတယ်လိုရက်ဆိုတာဂရိတန်နိုင်မှာတော့ဘာမှမသိလောက်အောင်မူးမိမိန်မောစီတဲ့အစိတ်သီးတစ်မျိုးတဲ့မြမခွန်ရတော့လိုတက်ဆိုတာဂျာပန်ဂျာဆိုတာဗုဒ္ဓဘာသာအယူအဆအရဖရာတရားတန်ခါကို ကိုးစားပြုတယ်။အင်းလိုရင်းပြောပါ။အဲ့ရလေပြောပြမှလိုရင်းရောက်မှဖေဖေရဲ့။အေးအေးဒါဆိုဆက်ပြော ဂျာပန်ဆိုတာရွှေနုံနေကနေအပေါ်ကိုယုံထွက်ပွင့်ရတာ။နော်ငါကိလေသာမှောင်မိုက်မှုဂျာပန်ကညံအလင်းနဲ့ဓမ္မဂျာပန်ကယုံထွက်လွတ်မြောက်ခြင်းနဲ့အဲ့လိုပြောပြီးဒီဂျာပန်ကိုပေးလိုက်တာ။ဟေးဘာသဘောတည်းလဲတမီ။ तू တင်ငန်းဝတ်ဖို့တဲ့အဖေ။ဟေးဘယ်နည်းဝတ်မှာလဲ။ယာတက်ပန်နဲ့။ဟေးပြောပြီးအိမ်မော်ပြေးတက်လာတော့ခါအဖေနဲ့ဦးမြဖေတို့ပါဇက်ကြီးတွေဟာလျက်ကြံနေခဲ့တယ်။ဝဲတက်လာတော့ မြေကြီးတို့အကြောင်းကိုခေါင်းကလေးကလွှဲ၍မြေသူတဦးတယောက်မှမသိစေလို၍ဖြစ်တယ်။နာဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။